ပုံမှန်လေးလေးပြောမယ်နော်ဒီမှာလွန်ငယ်လေးတွေလည်းပါတယ်။ဘုံတို့စိတ်တွေကဘယ်ထဲမှာပဲကျက်စားနေတုံးဘယ်ထဲမှာပဲတော့ကျင်လဲနေတုံးဆိုတော့မြင်နေရတာတွေကြားနေရတာတွေတွေးနေရတာတွေနဲ့ပတ်သက်ပြီးတော့ပဲကျင်လဲကျက်စားနေတာ။အဲ့တော့မြင်နေရတာတွေကလည်းဘာတွေလဲဆိုတော့လူရှင်တွေပဲမြင်နေရတယ်။တနေ့ကုံသွားတယ်တလကုံသွားတယ်လူရှင်တွေပဲမြင်ရတယ်လူတွေကမြင်ရခဲတယ်။တခါတလေလူတွေကိုမြင်ခွင့်ကြုံမိမလို့မကြည့်ကျင်ဘူးဆိုပြီးတော့မကြည့်ဟုတ်လား။ ဒါကြောင့်ဆေးရုံဆေးကန်သွားတင်တယ်ကိုကလူမာတွေကြီးမြင်ရတယ်လူမမာကိုမမြင်ရအောင်အဲ့တလူမာနဲ့ပတ်သက်တဲ့အတွေ့ပဲတွေ့တယ်လမ်းပေါ်သွားတယ်ဆိုရင်ဖီလိန်ပြင်ဆင်ပြီးတော့နော်တကယ်ကိုပဲအဆင်ပြေနေတဲ့ပုံလေးတွေပဲမြင်ရတာပေါ့နော်သူ့ရဲ့အတွင်ရေနောက်ကြောင်းလိုက်ပြီးတော့အိမ်ထိလိုက်ကြည့်လိုက်မယ်ဆိုရင်တော့အရှုပ်ထွေးတွေကြီးနေမှာပါဟုတ်လားဒါပေမဲ့မြင်ရတာကဘာလို့အဆင်ပြေတဲ့ပုံသဏ္ဍာန်လေးတွေပဲမြင်ရတယ်မာတာပဲမြင်ရတယ်နာတာမမြင်ရရှင်တာပဲမြင်ရတယ်တေတာမမြင်ရအဲ့တော့စိတ်ကဘာလဲဆိုတော့ ီရှင်သာနဲ့ပတ်သက်ပြီးတော့ပဲတွေးတယ်အဲ့တော့ငါဘလို့နေမယ်ဘလို့ထိုင်မယ်ဘာလုပ်မယ်ဟာဒီရှင်ရင်းနေထိုင်ရင်းနဲ့ပတ်သက်ပြီးတော့ပဲစိတ်ကမဖြစ်နေတော့တွေးနေတယ်တကယ်လို့သာလူစီကိုခဏခဏမြင်မယ်ဆိုလို့ရှိရင်သိခြင်းနဲ့ပတ်သက်ပြီးတော့တွေးလိုက်မယ်အဲ့ဒီအတွေ့အကြုံအများကြီးပို့ပြီးတော့လေးနေမယ်နော်ဘဝကရှင်သန်မှုတစ်ခုတည်းနဲ့တိဆောက်ထားတာမှမဟုတ်ဖဲကိုသိဆုံးခြင်းနဲ့ရောပြီးတော့တိဆောက်ထားတာဟုတ်တယ်မဟုတ်လား ဲ့တော့ရှင်သာတခုတခုတည်းကိုမြင်လို့ရှိရင်တွေးတာကြံတာတွေဟာဗတိနဲ့မှာတဘာဝမကြနိုင်ဘူးမမျှတာနိုင်ဘူးပေါ့သိခြင်းတရားကိုမြင်ဖို့မလိုဘူးလားမြင်ကြည့်နော်ဒါကြောင့်မလို့အသင်ချိုင်းကုန်းတွေဘာတွေသွားတဲ့နယ်လို့အရင်ထင်တယ်အတုဘကိုလိုက်ပြီးကြည့်တဲ့နယ်လို့ထင်တယ်ဟုတ်လားဩအခုခေတ်အနေနဲ့တမင်တကာကြီးအဲ့လိုသွားမကြည့်အောင်တောင်မှနော်ဗီဒီယိုဖိုင်တွေလူသေးတွေကိုရိုက်ထားတာတွေရှိဓာတ်ပုံတွေကြည့်ကြည့်မတူတာကိုတွေ့ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကမတူတာကိုတွေ့ရလိမ့်မယ် လူသေးကိုမြင်ရတဲ့အခါကျတော့လူဆိုတဲ့အမျိုးဟာကြောက်တယ်။အဲ့ဒီကြောက်တာကိုပဲကြာတော့စဉ်းစားလာတယ်ဘာလို့ကြောက်တော့စဉ်းစားကြည့်စဉ်းစားကြည့်ကိုသေးရမှာပဲเนาะတကယ်တကယ်ကတော့နောက်ဟိုကြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒါဟိုကလည်းပဲစိတ်ဝင်စားတဲ့အကောင်။ဩသူကျင်တို့ရွာဘက်မှာနွားတက်ပြီးတော့နောက်လူမျိုးကြားတွေနွားသားရောင်းပြီးတော့နေကြတဲ့နေရာလေးတခုရှိရွာနဲ့မနေမွေးမှာပေါ့။နွားတွေအများကြီးအဲ့ဒီမှာတက်တယ် ဲ့ဒီနာလှည့်လန်းနေတာစုံနေတယ်ဟိုရွာလာတဲ့လမ်းလည်းအဲ့ဒီနာရောက်တဲ့အဲ့လိုလှည့်လန်းအစုံလေးအံ့ဩစရာအဲ့ဒီနွားတွေကလေအဲ့ဒီနွားတက်ယုံနာရောက်လို့ရှင်ရှစ်ဆက်မသွားဘူးတချို့ဆိုရင်ကြောက်လန့်ပြီးတော့စွပြေတချို့နွားတွေဆိုလို့ရှင်ဒူးတုတ်ထားလိုက်တာရှစ်ဆက်ပြီးတော့မယုံတော့နောက်ကြတော့အဲ့ဒီနာလှည့်လန်းကိုပဲဘာဖြစ်တော့လဲဆိုကန့်သွားတယ်ဒီပြင်းနေရာနဲ့သွားကြတယ်တွေးမိတာပါငယ်တုန်းကဩနွားတွေကလည်းပဲ သူတို့တည်တဲ့နေရာသူတို့တတ်တဲ့နေရာသူတို့တတ်ထားတယ်သူတို့အပေါင်းဖော်တွေကိုသူတို့သိပုံရတယ်ဟုတ်လားအဲ့တော့လူတွေကလည်းပဲပါတယ်လူတွေတွေ့လို့ရှိရင်စိတ်ကတမျိုးဖြစ်တယ်အဲ့ဒီတမျိုးဖြစ်တာကိုစိတ်ဝင်စားတဲ့နေဟုတ်လားကြည့်ကြည့်လိုက်မတူဘူးနော်ဒါကြောင့်မြတ်စွာဘုရားအတုပကမ္မထံဆိုတာတွေကိုအသားပေးပြီးတော့ဟောတာတွေအများကြီးရှိတယ်။နောက်ဆက်တွဲအကျိုးရလက်ကအလွန်ကြီးမားလို့မို့ဟောတာ။ဟုတ်လား။တခါတလေဦးဇင်းတို့ကအမှန်တရားကိုသိဖို့အတွက်နော်ဝိပတ်ပြီးတော့အများကြီးစဉ်းစားနေရတယ် အဲ့လိုစဉ်းစားမနေတော့ဘဲနဲ့တေချင်းကိုလူသေးကောင်ကိုတဲ့တဲ့ကြီးလိုက်တာနဲ့အဲ့ဒီအတွေးတွေကမြင်မြန်ဆန်းဆန်းလုတ်ချံယူစရာမလိုဘဲနဲ့စိတ်ထဲမှာမြင့်မြင့်မြတ်မြတ်ဖြစ်နိုင်တယ်။ဒါတယောက်နဲ့တယောက်တော့ပါရမီဓာတ်ခံနေပါလေလည်းပဲကွာတော့ကွာအောင်မယ်ပေါ့ဟုတ်လားသို့တော့တေချာတာကတော့ဘသူပဲဖြစ်ဖြစ်လူသေးကိုမြင်ရတာနဲ့မမြင်ရတာနဲ့စိတ်အခြေအနေမတူတာကတော့တေချာတယ်ဟုတ်လားဒါကြောင့်တေချင်းတရားကိုဖျားပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့တိုက်တွန်းတာအများကြီးအတိတ်ပဲရှိတယ်ဆိုတာလေးကို လက်ခံနိုင်ဖို့ဒါပြောပြတာဟုတ်လားဒါကြောင့်တေခြင်းတရားကိုရှင်းသားဖို့မလိုဘူးလားလိုတယ်ဒါတော့ဦးဇင်းတို့တတိယဂါထာလေးနဲ့ပတ်သက်ပြီးတော့ပြောပြရအောင်နော်ဂါထာဘယ်နှပုတ်လာမှာတော့၄ပုတ်နောက်ဆုံးတစ်ပုတ်ကျန်သေးတယ်နော်နောက်ဆုံးတစ်ပုတ်ကတော့ဒီမြတ်တဲ့အကျင့်ကိုတဲ့နေရောညာရောမပြင်းမရီးပြင်းထန်တဲ့လုံလဝရိယနဲ့စူးစမ်းအထောက်နေမယ်ဆိုလို့ရှိရင် ငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့ဖះရှင်ကိုရမြတ်ကြီးတွေကဒီလူဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့အဲ့လိုအထိပ္ပာယ်ရတယ်။ဧဝံဝိဟာရိအာတပိအဟောရတမတ္တန်တိတောတံဝေဘတ္တိကာရတောတိတန်တော်အာစိခတိမုနိဟာနောက်ဆုံးကာထာလေးနော်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန်တိတောအဟောရတမတ္တန်တိတောတဲ့နေရောညရောမပြင်းမရှိဟောညပါထည့်ထားတယ်နော် ဒီမြတ်သောအကျင့်ကိုနေ့တင်လောက်ရမှာမဟုတ်ဘူးညပါလုတ်တင်တယ်ပေါ့အော်တော့လူရဲ့တက်တန်းလေးကအလွန်တွုံးလို့ညဟာအိပ်ဆက်ချင်းဖြင့်ဖြုံးတီးပြလိုက်ဖို့မထိုက်တန်ဘူးဆိုတဲ့အတေးကိုပဲကိုကပြောနေတာဟုတ်လားနေရောညရောမပြင်းမရည်အေဝံဝိဟာရိအတာပေအလွန်ကိုထက်တန်တဲ့လုံလဝရိယနဲ့ဒီမြတ်တဲ့အကျင့်ကိုကျင့်တယ်ဘာကျင့်တော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့ပြစ္ဆုတ်ပါမှာဖြစ်နေတာလေးကိုအမှန်တိတိနေတဲ့အလေးအကျင့်ဒါမှအမှန်တရားကိုသိမှာနော် အဲ့ဒါကိုအဲ့ဒါလိုနေရောညာရောမပြင်းမရပြင်းပြင်းထန်ထန်စူးစမ်းမယ်ဆိုလို့ရှိရင်တံဝေဘတ်တိကာရတောတိတန်တော်အာစိကတိမုနိနော်တန်တော်ငင်းအေးတော်မူပြီးဖြစ်ကြတယ်မုနိဘုရားရှင်ကိုရမြတ်ကြီးတို့သည်အာစိကတိချီးမွမ်းပြောဆိုကြတယ်ဘလို့ပြောတော့တံဝေဘတ်တိကာရတောတိဒီလူကတော့ကောင်းသောညာရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြလေတဲ့ဟုတ်လားအကောင်းဆုံးနေနီးထိုင်နေနေနဲ့နေလိုက်တော့ညာအိစက်ခါနီးလေးမှာဒါကောင်းသောညာဖြစ်တယ်ဆိုတဲ့အသေးပဲမျိုးနားလည်ဖို့ရှိမယ်ပေါ့နော် ဣလေနေခင်မှာလောဘဒေါသမောဟတွေနဲ့အကုသိုလ်တွေနဲ့ရောပြုံးပြီးတော့နေမယ်ဆိုရင်ညဟာကောင်းသောညဖြစ်နိုင်မလားဒါစဉ်းစားဖို့ရှိတယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတို့ဟောင်းတို့ဒီမြင့်မြတ်တဲ့ကျင့်စဉ်ကိုจิตသုံးခွင့်ရတဲ့ဒီအခိုက်အတန့်လေးနော်အခိုက်အတန့်လေးလို့ဦးရင်သုံးလိုက်တယ်နော်ဘဝဆိုတာအခိုက်အတန့်လေးပဲနော်ဒီအခိုက်အတန့်လေးကတကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့အခိုက်အတန့်လေးပဲဘာဖြစ်လို့လဲဆိုတော့တန်ဖိုးဖြတ်လို့မရတဲ့ဒီအလုပ်ကိုလုပ်နိုင်တဲ့အခွင့်အရေးရှိနေလို့ လူတိုင်းမှာဒီခွင့်ရင်းမရှိဘူးเนาะလူဖြစ်တိုင်းလည်းရှိတာတော့မဟုတ်ဘူးเนาะမှန်ကန်တဲ့အစိုးမလို့ဆိုတဲ့မြတ်စွာဘုရားသာသနာနဲ့တွဲ့ခွင့်ရတဲ့သာသနာရဲ့ပုံမှာသာသနာဆိုတာအစိုးမကိုပြောတာဟုတ်လားအဲ့ဒီအစိုးမရဲ့ပုံမှာယုံကြည်တတ်ဝင်တဲ့တရားတရားရှိတဲ့လူမှသာလျင်ဒါကိုကျင့်သုံးနိုင်တဲ့အခွင့်အလမ်းရှိတာဟုတ်လားဒီအစိုးမတွေကိုကြားရတိုင်းလည်းပဲဒါကိုစမ်းကြည့်မယ်လို့တောင်စိတ်ကူးမပေါက်တဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်လူဖြစ်တိုင်းလည်းပဲလူချင်းတူတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လား ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အခြေအနေလေးကနော်ဒီအလုပ်ကိုလုပ်နိုင်တဲ့အတွက်ဟောလုပ်နိုင်ဖို့အတွက်အခွင့်အလမ်းအကုန်လုံးပြည့်နေတယ်အခြေခံလိုအပ်ချက်တွေအကုန်လုံးပြည့်စုံနေတယ်သိနိုင်မြင်နိုင်စွာဉာဏ်အရည်အသွေးမီတဲ့လူတယောက်ဖြစ်နေတာကတကြောင်းနော်အစိုးမကောင်းလို့ဆိုရဲသာသနာတမျက်ကြီးနဲ့တွဲဝင်ရတာကတကြောင်းဒါကိုဘဝကောင်းနဲ့တွေ့တဲ့အခါကောင်းကြုံနေလို့ပြောတာ။နေတဲ့အခွင့်အရေးတော့မဟုတ်ဘူးနော်။မြင်တဲ့ဖို့တော့လို့တယ်။တန်ဖိုးရှိတာကိုတန်ဖိုးရှိမှသိမှလည်းပဲ နော်အလဟသမဆုံးရှုံးအောင်ကြိုးစားမှာနော်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိရင်တော့ပေါ်ပေါ်ပဲပဲနဲ့ပျက်စီးပြုံးတီးသွားမှာပေါ့နော်ကိုကိုကဘာမှမရှာမဖွေရပဲနဲ့မိဘရှာဖွေတာကိုပဲနော်ထိုင်ပြီးတော့ငွေကြီးရဲ့တန်ဖိုးကိုနားမလဲပဲနဲ့နော်တချို့သုံးဖြုံနေကြတဲ့နော်ဥစ္စာပစ္စည်းပေါများတဲ့ပုံကိုယ်တွေရဲ့သားသမီးတွေတချို့နော်ပတ်စံကိုတန်ဖိုးမထားပဲနဲ့နေကြထိုင်ကြတာဘေးကနေမြင်ရတာနော်တွေးကြည့်တွေးကြည့်ပေါ့နော်ဒါဥမာကိုပြောပြတာဟုတ်လားကိုဒါကမှဥစဉ်တို့တွေတွေကလည်းပဲ ဘဝဘဝကကိုပြုခဲ့တဲ့အကြောင်းတရားလေးတွေပြည့်စုံလို့ဒီအလုတ်ကိုလုံနိုင်권ရှိတဲ့ဘဝဒီအလုတ်ကိုလုတ်တဲ့တဲ့လုတ်တဲ့အောင်သင်ကြားပေးတဲ့သာသနာအစိုးမဒါနဲ့တွေ့ကြုံနေရတဲ့အခြေအနေလေးကိုဘာလို့ဖို့လို့တော့တန်ဖိုးထားဖို့လိုတယ်မတွေ့ရမကြုံရသောပုံကိုယ်တွေနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တွေ့ကြုံနေရတဲ့လူတွေရဲ့အတ္တိအတွက်ဟာအလွန်တရာမှနေပါတယ်ဒါကြောင့်မလို့တချို့ညတွေပါစိတ်ဝင်စားဖို့လိုတယ်เนาะညဒီ ကောင်းတဲ့အလုပ်ကလေးကိုလုပ်ဖို့အတွက်အလွန်တရာမှတော့အခွင့်သာတာပဲဆိုတဲ့အမြင်မျိုးပေါ့ဟုတ်လားညဆိုတာတော့ဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်ပညာရှိတွေအတွက်ညဆိုတာအိပ်ဆက်ပြစ်လိုက်ဖို့မဟုတ်ဘူးတဲ့နော်နခတ္တရာကြေတကာတို့ဖြင့်အလှဆင်ထားတဲ့ညဆိုတာသူတော်ကောင်းတရားကိုသိအောင်လုပ်ဖို့အတွက်အချိန်အခါဖြစ်တယ်လို့အဲ့လိုဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မပြင်းမရှိ လုံလဝရိယထက်ထက်တန်တန်နဲ့ဒီအလုပ်ကိုကြိုးစားနိုင်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့တခါတမတို့ဦးနှုတ်ရဲ့တန်တာမှာစိတ်အေးလက်အေးနေနိုင်နေနိုင်တဲ့အနေအထားမရှိသေးလို့